မြန်မာနိုင်ငံက2020ခုနှစ်ကစပြီးတော့ရောဂါန္တရကလို့ခေါ်တဲ့ COVID-19 ကပ်ရောဂါကြီးကိုစတင်ရင်ဆိုင်ခဲ့ရပါတယ်။အဲဒီချိန်မှာဆိုရင်လူတွေကအများပြားသေဆုံးခဲ့ရပြီးတော့အစားအစာတွေကုန်စည်နှုန်းတွေကလည်းအဆမတန်တက်လာခဲ့ပါတယ်။နောက်တစ်နှစ်နှစ်လပိုင်း2021ခုနှစ်မှာတော့တိုင်းပြည်အာဏာသိမ်းတဲ့ကိစ္စဖြစ်ပေါ်လာပြီးတော့လူတွေရဲ့ဒေါသကြောင့် တက်ကန်တရာကတဖန်ဆက်ရောက်ပြန်ပါရင်နိုင်ငံသားအချင်းချင်းလက်နက်သုံးပြီးတော့ဒီကတက်ဖြတ်မှုတွေပြုလုပ်လာပါရင်နိုင်ငံရေးစေဝန်ကွဲမှုတွေကြောင့်စီဒီအမ်မလုပ်တဲ့ကိုရမီပေါင်းစုံနဲ့ဆရာသမားတွေကတော့မတိကြတော့ပဲသဘောထားချင်းကွဲလဲတာနဲ့အချင်းချင်းပြန်တက်ပေါ်လာကြပါရင်စဲချင်းလုံးစဲကြတယ်ပြောချင်တာလည်းပြောကြတယ်နိုင်ငံရေးကိုစိတ်ဝင်စားရတော့ကောင်းပေမယ့်ကိုရမီပေါင်းဆရာတွေကိုပြင်မာတဲ့အထိမဖြစ်သင့်ဘူးလို့ထင်ပါရင်ဒီလိုလိုချင်းကဗုဒ္ဓဘာသာနဲ့ချင်းလို့ဆိုရင်ကိုရမီ ပြင်မမီရင်တော့အပင်ငယ်ခံရမှာအသေးစားပဲဖြစ်ပါတယ်။လူအစီအစဉ်တက်ပြတ်ချရင်လည်းစစ်ပွဲစမ်းမှာပြေလောနေရတဲ့ဖြစ်သူတို့အိမ်တော်မပြန်ရသေးပါဘူး။အခုဆိုရင်တော့တတော်ဝရရဲ့လောဘကြီးမှုအပေါ်အခြေခံပြီးတော့ဖြစ်တည်လာရတဲ့နတ်ပြတ်မှုဒုဗိခန္ဓရာကတ်ကြီးစက်ရောက်ပြန်ပါတယ်။လူတွေတဘာဝဘေးအန္တရာယ်နဲ့ဒုက္ခတွေကြုံတွေ့ရတယ်။အစာရေစာနတ်ပြတ်မှုတွေခံရပါတယ်။အိုးအိမ်ကျဆင်းခံရပါတယ်။အဲဒါကြောင့်ကမ္ဘာပြည့်တည်နေသည့်ကတ်ကြီးတော်မှာကြုံတွေ့ရသည်ဖြစ်တည် ြင့်ကက်ကြီးသုံးပါးကတကယ်နဲ့ချင်းချင်းလေးဖြစ်တာရှိပါရဲ့ကက်ကြီးသုံးပါးဖြစ်ပြီဆိုရင်တော့ဒါလာတိလဘောဝနာပွားများနိုင်တဲ့သူမှသာရှောင်လွှဲနိုင်မှာဖြစ်ပါရဲ့အဲဒါကြောင့်အသက်ရှိစဉ်မှာပစ္စည်းဥစ္စာတစ်ခုသေးတာရှာမနေဘဲနဲ့ဒါမှမဟုတ်သူတွေလည်းပြုလုပ်ထားကြပါပစ္စည်းဥစ္စာဆိုတာကကက်ကြီးသုံးပါးနဲ့ရန်သူငါးပါးကိုကြုံပြရရင် အလွယ်တကူပျောက်ဆုံးနိုင်ပါရဲ့ကာမှုကုသိုလ်ကသာကိုယ့်ရဲ့တဏှာဘဝတစ်ချောင်းလုံးမှာလိုက်ပါသွားမှာဖြစ်ပါရဲ့ ကိုနေချင်းလောက်အောင်တက်နိုင်တဲ့မြောက်ထိန်းထားပါလို့အချံတွေနဲ့ NST Channel ကိုအားပေးကြရင်ပရိသတ်များအားလုံးကြည်ကြုံးမနဲ့ကြည့်ကြပါစို့လို့ဆုတောင်းပေးလိုက်ပါ